ဘောစကန်ဝယ်တော့မယ်ဆိုရင်အဓိကတည်တာတွေနဲ့အချက်၅ချက်ပါကျွန်တော်ဝင်းကိုပါပရိစီလာတော့ရတယ်ကျိုးလိုပါရပြကျွန်တော်ဒီနေ့မှာတော့ iPhone စကန်ဝယ်မယ်ဆိုလို့ရှိရင်စဉ်းစားမယ့်အချက်တွေအများကြီးတွေကမှကျွန်တော်ပြချက်အောင်ငါတို့ပြချက်မှာပြပါတယ်ကျွန်တော်တိုက်ချင်ပါအရှိမှတော့ကျွန်တော်တို့တွေပထမဆုံးနေနေကကျွန်တော်တို့တက် LCD ကဘယ်မှာမှကျွန်တော်ဘယ်ဆိုင်မှာမှအမခံနေမှာမပါတော့ကြောင်းမလို့တက် LCD ဘန်ကိုအဓိကပထမဆုံးအနေနဲ့စစ်တင်ပါတယ်။အဲဒါဆိုကျွန်တော်တက် LCD ဘန်လေးကျွန်တော်စစ်ပြမယ်။တက် LCD ကလွယ်ပါတယ်ကျွန်တော်ဒီကျွန်တော်ဒီဘာရှိရဲ့ အိုင်ကွန်လေးကိုပေါ့နော်အိုင်ကွန်လေးကိုဖိပြီးတော့ကျွန်တော်တို့လိုချင်တဲ့နေရာကိုဆွဲပါကျွန်တော်အဓိကတော့ဒါတွေကဒီရစစ်တာတော့ကျွန်တော်တက်တီတက်ပါညာမထောက်ဘူးပေါ့ဗျာနော်ဒါအခုကျွန်တော်စစ်ပြရတဲ့ဟာတက်တွေပါအထောက်မှဆိုလို့စစ်တာပေါ့နော်ဒါဆိုကျွန်တော်စစ်ပြပြီဆိုရင်ဒီလောက်ဆိုရပြီကျွန်တော်ဒီလိုလမ်းကြောင်းရဲ့လိုဘေးကြောင်းတော့ခုကျန်လို့ပေါ့နော်ဒါတော့တက်ပိုင်းရပြီ LCD ဘန်းကိုကြည့်မယ်ဆိုရင်အလင်းကိုအဆုံးတင်းပြီးသွားရင်ကျွန်တော်တို့ note ထဲကိုဝင်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအလင်းပေါက်တာပါညာရှိမရှိလဲမှဆိုလို့ရှိရင်တော့ဒီအချင်းပြားလေးတွေကတော့ကြီးပါလေဒါချင်းတစ်လေးပေါ့နော် ချင်းပြားလေးတွေကြီးမဲ့လဲမှန်ဆိုလို့ရှင်ပြီးတော့မှန်လေးတွေထူတယ်ပေါ့နော်ဒါတော့ Lowe's original မှန်လေးနဲ့ပဲကျွန်တော်ပြပေးတာအဲဒုတိယအချက်အနေနဲ့ကကျွန်တော်ဘက်ထရီဘက်ထရီကကျွန်တော်ဖုန်းကိုစကင်နေတာဖြစ်ကမှာဘယ်လိုစရမလဲလို့ပြောလို့ရှိရင်ဒီမှာဘက်ထရီပါဆန့်ဘယ်လောက်ကျန်လဲအခုဒီမှာကျွန်တော်အခုစပြီးတော့ဖုန်းကိုသုံးပြရမယ့်အချိန်မှာဖုန်းဘက်ထရီပါဆန့်ကျန်တာ39%ဆိုရင်ကျွန်တော်39%ကနေကျွန်တော်တို့ဘက်ထရီစပြီးတော့စမ်းတယ်ဒီအထက်ကဘက်ထရီကကိုမကြည့်နဲ့ဒီအထက်ကဘက်ထရီကကတရားဖြစ်နေပါစေအောင် နောက်ဆုံးကျွန်တော်ဘဒီမကန်နဲ့ quality နေတဲ့ကောင်တွေထည့်ထားတယ်ဆိုလို့ရှိရင်လည်းဘဒီက dream မှာဖြစ်တယ်အကြောင်းမလို့အဓိကအားဒီက percent ကိုစစ်မယ်ဟို30%ကျန်တယ်30%ကိုကျွန်တော်တို့ဘာရီလုံးပြီးကြည့်လို့ရတယ်ကျွန်တော် dress ဆွဲကြည့်လို့ရတယ်အာကျွန်တော် dress ဆွဲမယ်ဆိုလို့ရှိရင်ဒီကအပုံ60%လောက်ဆွဲကြည့်လိုက်ဆွဲကြည့်လို့ရှိရင်ဘယ်လောက် percent ဆင်းလဲပေါ့နော်အာဒါဒီဘိုင်းနေနဲ့ကျွန်တော်တို့ကဒီ value hack ကိုစစ်လို့ရတယ်ပြီးတော့နောက်ဆုံးကျွန်တော်ဖုန်းတစ်လုံးလုံးစစ်ပြီးတဲ့အချိန်မှာဘယ်လောက်ကျန်လဲပေါ့ gain နဲ့ကောင်နေဆိုရင်တိတာတဲ့ဆက်တွေပူလာပြီးတော့ဆင်းမှာပေါ့နော်ဒါလေးပေါ့ဒါတော့ဘဒီရက်ကိုထဲရဘဒီရက်ကတော့တရားပဲဖြစ်နေပြီကျွန်တော်မကောင်းအောင်ဆင်းမှာဒုတိယတစ်ချက်ကတော့ရပြီ တတိယအချက်အနေနဲ့ကျွန်တော်စပီကာဝိုင်းပြောပါမယ်။ကျွန်တော် model မြင့်နေမှာ iPhone 7မှာစပြီးတော့ကျွန်တော်လက်ရှိထွက်တဲ့16 Pro Max ကကျွန်တော် dual speaker ဖြစ်တဲ့ Apple ရောအောက်ရောအပေါ်ဤရပြီးရောအောက်က speaker ရောအတန်ထွက်တယ်။ဒီကလည်းကျွန်တော်တို့နားထောင်အောင်မယ်။ဒီကလည်းနားထောင်အောင်မယ်။ speaker အတန်ရှင်းမရှင်းကြည်မကြည်ပါတော့ဒီလိုမျိုးလေးပါနော်။ဒီပေါ်ဒီပေါ်နော်။ဒါတော့ကျွန်တော် speaker စီးလေးဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့အော်ဘောနော်ကင်မရာပိုင်းကင်မရာကတော့ကျွန်တော်တို့ဘာကြောင့်ဆက်ရလဲဆိုတော့ကင်မရာမှာကျွန်တော်တို့အော်မဲဆက်တို့ပါတော့ဘောနော်ကျွန်တော်အဖြူခံမှာထားပြီးဆက်ကြမယ်နော် အဲကျွန်တော်ကင်မရာတလုံးချင်းစီကိုကျွန်တော်တို့အဖြူခံလေးမှာထားစင်မယ်ဆိုရင်အမဲဇက်ပါမစားကျွန်တော်အလီဇက်ပါမပါပြီးတော့ကျွန်တော်တို့အာဘောနော်ကျွန်တော်တို့ KTV ဇက်တွေပါလို့ခေါ်ကြတယ်ဗောနော်အဲအမဲဇက်တို့အစိမ့်ဇက်တို့ပါမပါဘူးကျွန်တော်တို့စစ်လို့ရပါတယ်ကျွန်တော်တို့တလုံးချင်းစီဗောနော်အကုန်လိုက်စစ်လို့ရတယ်ဗောနော်โอเคဒါတော့ကျွန်တော်တို့ကင်မရာစစ်တဲ့နီလန်းဖြစ်ပါတယ်နော်ကင်မရာမှာကျွန်တော်မော်ဒယ်မြင်နေမှာဆိုရင်အလီဇက်တို့အမဲဇက်တို့ပါတတ်တယ်ဗောနော်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့အာနောက်ဆုံးတစ်ချက်ကကျွန်တော် Face ID Face ID ရတဲ့လုံးဆိုရင်တော့ Face ID ထည့်ကြည့်ပါ fingerprint ရတဲ့လုံးဆိုရင်တော့ fingerprint ထည့်ကြည့်ဖို့လိုအပ်တယ် ကျွန်တော်ဖိရိုက်ဒီထည့်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြမယ်မယ်ဖိရိုက်ဒီထည့်ပြီဆိုကျွန်တော်ဖိရိုက်ဒီကို3-4ခါလောက်ထည့်ပြီးတော့စမ်းပါဘာလို့3-4ခါလောက်ထည့်စမ်းနိုင်လဲဆိုတော့ကျွန်တော်တို့အာတချို့လုံးတွေကတော့ကျွန်တော်တို့ဖိရကျွန်တော်တို့စကန်ဖတ်တာနှီးပါတယ်ဖိပြင်သားရဲ့လုံးတွေဆိုကျွန်တော်ဖိ ID စကန်ဖတ်တာနှီးတယ်ဒီလိုမျိုး original လုံးတွေလို့မမြန်ဘူးနှီးတယ်ဆိုတော့ကျွန်တော်တစ်ခါဖွင့်ပြီးနောက်တစ်ခါပြန်ဝင်တဲ့ခါကျလို့ရှိရင်ဒီကတော့လေကပွင့်ကြမှာပွင့်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဖိပြင်သားရဲ့လုံးတွေကဒါဆို original လုံးတွေကဘလောက်ဝေးသွားပွင့်တယ်ပေါ့နော်ဒါချက်လေးပေါ့နော်ဒီ၅ချက်ကတော့လက်ရှိကိုကျွန်တော် iPhone စကန်ဝယ်မယ်ဆိုရင် စစ်ကိုစေးရမယ့်အချက်လေးတွေဖြစ်ပါတယ်ကနောက်ဗီဒီယိုလေးမှာကျွန်တော်ဘယ်ဆိုင်မှာမပြောပြတဲ့ error စနစ်တစ်ချက်ကိုနောက်နေ့မှာကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ထပ်ပြီးပြင်ပေးမယ်เนาะအားလုံးမကြည့်ဘူးလိုက်ပြပါတယ်